ပါတီလူကြီးတယောက်ကပြောတယ်ကျွန်မတလုံးကဖတ်လိုက်ရတယ်နော်ခြေကဥပဒေပြင်ဆင်ရေးပြောနေအောင်ကလူတို့တွေကဒီဥပဒေကိုမဖတ်ပါဘူးတဲ့နားမလည်ပါဘူးတဲ့သူပြောတာဟုတ်ချင်လဲဟုတ်မှာပေါ့ကျွန်မတို့လူတို့ဆင်းရဲသားလူဒန်းစားတွေဟာအဲ့ဒီအခြေခံဥပဒေဆိုတာကိုတော့လုံးစီပတ်စီနားလည်ခြင်းမှလဲမှာပေါ့ဒါပေမဲ့တိုင်းပြည်ဆင်းရဲနေတာကိုတော့သူတို့သိကြပါလေရှင်တိုင်းပြည်ဆင်းရဲတာကိုသိကြပါတယ် ကောက်လာနုနုပေါ့နော်ကျွန်မတို့ကလည်းမျော်ကိုးခဲ့ရတာကြာပြီကျွန်မတို့တိုင်းပြည်ကလည်းကမောက်ကမတွေကများခဲ့တာဦးနော်ကမောက်ကမတွေဆိုလို့ပြောရအောင်မယ်ကျွန်မတခြားသူအတင်းမပြောပါဘူးနော်သူများမကောင်းကြောင်းလည်းမပြောချင်ပါဘူးဒါပေမဲ့ကိုအမျိုးအတင်းတော့ကျွန်မကိုပြောရအောင်မယ်နော်ကမောက်ကမတွေလည်းရင်ဆိုင်ခဲ့ရတာကျွန်မကြီးတော့ကျမရွာကိုအထူးပြီးမိတ်ဆက်ဆရာမလိုပါဘူးเนาะကျမမြင့်ချံမြောက်လက်ကအညာကြီးတော်သူပါကျမကြီးတော်ကြီးတော်အိမ်မ တော်သူကြီးဆင်းရဲသူမကြီးပေါ့ကမောက်ကမဖြစ်ခဲ့ရပုံလေးကျွန်မပြန်ပြီးဖောက်တယ်ချအောင်တော်သူတောင်းသားတွေဆိုတော့အတန်းပညာဘာမှသင်ခဲ့တာမဟုတ်ဆရာတော်ဘုံကြီးကျောင်းကသင်ပေးတော့သင်ပေးလိုက်တဲ့ဉာဏ်လေးလောက်နဲ့ပဲဘဝလုတ်ပြီးနေခဲ့ရတာဟုတ်အဲ့ဒီလိုတော်သူတောင်းသားတွေထဲမှာကမောက်ကမတွေထဲမှာကျွန်မကြီးပြင်းခဲ့ရတာတော်သူတောင်းသားတွေပြီးပြီးဘဝတွေကလည်းကပောက်တီကပောက်ထိုးတွေပေါ့နော်ကျမတို့ယူရမှာစံပဆိုတာရှိတယ် ကျမကိုဝင်ကွေးတော်ပါတယ်စာပငယ်စဉ်တောင်ချင်းနဲ့မိဘနှစ်ပါးဆုံးပါသွားတော့ဆွေမျိုးတွေကဆရာတော်ကြောင့်မှရှင်ပြုတ်ပေးပြီးတော့ကိုရင်လေးဝတ်ပေးထားဒါပေမဲ့အချိန်တန်းအရွယ်ရောက်တော့စံပါကိုရင်ဝတ်နဲ့မหนีချင်တော့ဘူးလူထွက်လာလူထွက်လာပြီးတော့ကိုပေတိုးအိမ်မှာစရင်ငါဝင်လောက်တာပေါ့စရင်ငါဝင်လောက်ကိုပေတိုးကကျမတို့ရွာသားမဟုတ်ကျမတို့ရွာသူနဲ့အိမ်အောင်ကြပြီးတော့ကျမတို့ရွာမှာလားနေတဲ့တရွာသားပေါ့ စံပါကုဘတို့အိမ်မှာစရင်ငါပဲလို့တော့တနေ့မှာထင်းပေါက်ပေါက်ဆိုင်နဲ့နော်ပဆိုင်နဲ့ထင်းပေါက်တော့ပဆိုင်သွားကျွတ်ပြီးခြိတိုင်းမှာခြိထားတဲ့နွားလေးပေါင်မှန်ပြီးနွားလေးကပေါင်ပြဲပြီးသွေးတွေကိုရဲခဲ့နေဖြာဆင်းကုဘတို့ကအဲ့ဒီနွားလေးကိုတိတ်ချစ်တာငွေးခဲ့တဲ့နွားလေးကဖြူးဖြူးဆွတ်ဆွတ်ကလေးငွေးလာတော့မဆပဲလို့နာမည်ပေးထား မဆွေလေးပေါင်ပြဲသွားတာမြင်တော့ကိုပေတူကထထပြီးကိုစံပရဲ့မျက်နှာကိုလက်သီးနဲ့ဒိုက်ဆိုထိုးချလိုက်တယ်စံပမျက်လုံးကိုလဝါနဲ့အုပ်ပြီးတော့အောင်မလေးပြဆိုခင်ထိုင်ရဲ့လဲသွားအဲ့ဒါကိုဘူးမသိဘာမသိနဲ့နော်ရှေ့ရပြဿနာဘာမှမသိဘူးကျမကြီးတော်ကမြောက်ရက်ကနေတောင်ရက်ကိုအလဲထွက်လာတာခုံမနဲ့ရှတ်တိုက်ပြီးတော့လက်ထွက်လာပြီးတော့ကျတော့စံပကိုပေတူကထိုးလိုက်တာစံပခင်ထိုင်ရဲ့လဲသွားတာလည်းမြင်ရောဆင်းရဲသူဆင်းရဲသားမတရားလောက်ရပါမလား ဘနဲ့တော်တရွာသားလာပြီးအနိုင်ကျင့်လို့ရွာထဲကရှိသမျှမိမတွေဟစ်អော်ခေါ်ခေါ်တော့ကျမအမတည်းလည်းဘာမှမသိဘူးနော်ကြီးတော်အိမ်မှာခေါ်တာနဲ့ပဲပြေးထွက်လာပြီးကိုပေတိုးဝိုက်ရိုက်ကြကိုပေတိုးလည်းခေါင်းကိုသွေးတွေကိုရဲလို့ကိုပေတိုးကဒဏ်ရာတလောက်မဟုတ်ဘူးမိမတွေဝိုက်ရိုက်လို့သွေးတွေထွက်ရတယ်ပေတိုးရှုံးရတယ်ဆိုတာမဖြစ်မခံကျင်တော့မြင်းကြံတရားယုံတက်ပြီးတရားဆွဲတရားဆွဲတော့ အဲ့ဒီတော့ကျမကြီးတော်တွေကျမအမတ်တွေမြို့တောင်တစ်ခေါက်ရောက်ကိုမလွယ်ဘူးကျမတို့ရွာနဲ့မြင်းချံနဲ့ခုနှစ်တိုင်ဝေးတယ်နော်ခုနှစ်တိုင်ဆိုတော့မိုင်အားဖြင့်14မိုင်ပေါ့အဲ့ဒီမှာတရားရုံးကတရားစွဲတယ်ဆိုတော့ဥပဒေအရမလာလို့ကမဖြစ်တော့ဘူးမြို့ကိုသွားရမြို့ရောက်သွားတော့တရားရုံးကိုသွားထုံးစံတိုက်ပေါ့အမှုပွဲစားနဲ့စတူးအမှုပွဲစားကကျမကြီးတော်ပြောတယ်ကြီးတော် ဒီတိုင်းနေလို့မရဘူးကြီးတော်ရဲ့ရှေ့နေငှားရလိုက်ပဲအလို့တော်ပေတော့ကိုငါတို့ဝိုင်းရိုက်တော့ဒီအနာမှမရှိပဲနဖက်နဲ့ကြောင့်တို့ကသူ့ပတ်ဆံပေးငှားရမှာတော့ကွယ်အာမဟုတ်ဘူးလေကြီးတော်ရဲ့တရားသူကြီးရှေ့ကြတော့ तू ကမှချက်နဲ့လက်နဲ့ပြောနိုင်တာကြီးတော်တို့ကိုစား तू ကပြောပေးမှာနေစားမှာဟုတ်ကွယ်မင်းတို့တရားသူကြီးကဘာမှမဟုတ်လို့လား ဗမာပေါ်ကြီးတော်ရဲ့ဗမာဗမာကြီးဖြစ်ကိုလူငါပြောနေစရာမလိုပါဘူးငါပစတဲ့ငါပြောမှာပေါ့ကြီးတော်နဲ့တော့ခက်နေပါပြီကြီးတော်တို့ကပေကိုပေတို့ကိုရိုက်ထားတဲ့သူတွေလေကြီးတော်တို့ကမရိုက်ပါဘူးဆိုတာကိုရှေ့တရရှေ့ရနေပြီးကာကွယ်ပြီးပြောရမှာကြီးတော်တို့မရိုက်ပါဘူးလို့ तू ကလိန်ပြောရမှာမင်းရလက်ွယ် တို့ရိုက်တာတရွာလုံးမြင်းနေတဲ့ဥစားကိုဘယ်နဲ့လုတ်꽌မလို့ဟောငါရောက်မှတုံးတီးရခါခွာစီးတော်ဘုလိုမှသပင်းဆောက်ဆွဲတော်ငါဆိုတာမင်းစီးထားတဲ့ခုံမနဲ့ချွတ်ပြီးရိုက်တာဘယ်နဲ့ချက်ဖန်းတောင်မသိဘူးတဲ့ဟာကြီးတော်အေးအမှန်နေသွားမပြောနဲ့လေကြီးတော်ဒုက္ခရောက်သွားမှာပေါ့အိုးတရားရုံးဆိုတာအမှန်မပြောရဘူးလားကွဟာ ကြီးတော်ကလည်းမှန်တာရောမမှန်တာရောဒီလိုပြောနေကြတာပဲဒါပေမဲ့ကြီးတော်ဘာမှတလဲကြီးတော်တို့ကတရက်ခံနော်ရှင်းနေမငားရင်ဟိုဘက်ကတစ်ဖက်ရှင်းနေရခုခံသွားရင်ကြီးတော်ထောင်ကြီးတော်တို့ထောင်ချသွားလိမ့်မယ်ထောင်နဲ့ချက်လိုက်တော့ကျမကြီးတော်လည်းကြောက်သွားရှာကြောက်သွားပြီးတော့ပါလာတဲ့ပတ်စံလေးချွေးကနေထုတ်ပြီးတော့ရှင်းနေငားရရှာပူပွဲစားတဆင့်တက်လာတယ်ကြီးတော်ရှင်းနေငားယုံနဲ့မပြီးသေးဘူးတရားသူကြီးကိုရေလောက်လာအောင်မယ်ကြီးတော်ရဲ့ မင်းကလည်းကွဲတကြံမဟုတ်ခါမဟုတ်တရားသူကြီးရေနဲ့သွားလောင်လို့ငါတမှုကနှစ်မှုတိုးနေပါအောင်မကွဲရှေ့ရအမှုမှာမပြတ်လို့စိတ်ညစ်ရတဲ့ထဲမင်းကလည်းတမျိုးဟာကြီးတော်နဲ့တော့ခက်တော့တာပဲရေလောင်းနေဆိုတာလာကျွန်တော်ပြောပြမယ်ဆိုရုံးထောင်ကိုခေါ်သွားပြီးကျမကြီးတော်ကိုတိုးတိုးလေးပြောလိုက်တာဘာပြောလိုက်တော်တော်မသိဘူးကျမကြီးတော်လည်းတရားသူကြီးရေထလောင်းရတော့တာပါပဲနော်ဘယ်နှပုံးလောင်းလိုက်ရတယ်တော့မသိဘူးပေါ့ တကယ်အမှုရင်ဆိုင်ရမယ့်နေ့ကိုရောက်လာတဲ့ခါကျတော့ကျမကြီးတော်တောသူတောင်သားပြီးပြီအင်မတန်ကြောက်တာဟုတ်နော်ရုံတော်ထဲမှာထိုင်းနေရရင်ကလထိုင်းမှာထိုင်းနေရင်အသားဆတ်ဆတ်တုံရှေ့ရမဘူးတို့တို့မဝဲစိန်တို့မတုံးတီတို့စစ်နေတဲ့အချိန်ခါမှာကျမကြီးတော်ကတုံးနေပြီတခြားဟာကိုကြောက်တာမဟုတ်ကျမကြီးတော်ကြမ်းကျင်ရမယ်ဆိုတာကိုကြောက်ကြမ်းတုတ်ကြီးကိုကင်ပြီးကြမ်းကျင်ရမယ်ဆိုတာကြီးကိုကြောက်တာပေါ့နော်ကျိစာထိမယ်ငါဘာပြောမှသွားမလဲ ဒီလိုတွေးပြီးပူတာပေါ့မပူလို့တော့အားပေးတယ်မအေးမတော့ဘာမှကြောက်စရာမလိုဘူးเนาะကျန်းတုပ်ကို तू ကပေးရင်ကိုကအသာလေးကင်လိုက်ရုံပဲရှေ့က तू ဆိုတဲ့အတိုင်းကိုကအသာလေးလိုက်ဆိုရုံပဲတော့ဘာမှမကြောက်နဲ့အဲ့ဒီမှာရုံကလှမ်းခေါ်ကျမကြီးတော့အလှည့်ရောက်လာပြီလေဒေါ်အေးမဆိုထပါတယ် तू ကဒါပေမဲ့ကလထိုင်းက तू ကတော့ထအနာပဲကျွတ်လို့ကိုမရဘူးနော်ကုန်းကုန်းပြီးထအနာဘလို့မှထမရတော့မဝဲစိန်တို့နှစ်ယောက်က ဒါတဲ့တယောက်တစ်ဖက်ဂျိုင်းကနေမှာပြီးတော့တရားသူရှိရှိကိုဆွဲခေါ်သွားခုံမနှက်တရွတ်ဆွဲပြီးပါသွားရှေ့ရောက်တော့ယုံမရကျန်းတုတ်ကိုထိုးပြီးတော့ကင်ပါတယ်ဒီမှာကြီးတော်လည်းကျန်းတုတ်ကိုလှမ်းဆွဲယုံမရတိုင်ပေးတာပေါ့နော်ယုံမရနေပြီးတော့ဂိုင်းကြီးတော်ကျွန်တော်ဆိုတာလိုက်ဆိုဆိုပါတယ်ဒီမှာကြီးတော်လည်းဂိုင်းကြီးတော်ကျွန်တော်ဆိုတာလိုက်ဆိုမဟုတ်သေးဘူးလေကြီးတော်ရဲ့မဟုတ်သေးဘူးလေကြီးတော်ရဲ့ နေအောင်ကျွန်တော်ဆိုဆိုမဆိုနေအောင်ကျွန်တော်ဆိုဆိုမဆိုယုံမရတခွန်ကျမကြီးတော်တခွန်ယုံမရတခွန်ကျမကြီးတော်တခွန်ဘယ်လို့မှကြမရဘူးနော်ကြီးတော်ကကြောက်ပြီးတော့တုံတော့ကြီးတော်ကတုံတော့ចန်းတုတ်ကြီးရပါတုံចန်းတုတ်ကြီးတုံတော့ဟိုဘက်ကယုံမရပါလိုက်တုံရှေ့ပါနော်တရားသူကြီးတရားသူကြီးကအချိန်နေမဟာမန့်တိတော့အနာချထားတဲ့ဒူနဲ့စပွဲကိုထုလိုက်တာဒုံဒုံဒုံထုလိုက်တာနော်ထုပြီးတတိပေးတာပေါ့ အဲ့ဒီကျမကျမပို့ဆိုးတော့တာကျမကြီးတော့လန့်ဖြန့်ပြီးတော့မယိုသိစီကရုံတော်ရှေ့မှာပဲအမြန်ပါချတာနော်တေးစီချောင်းကြီးကိုပေါ့နော်ဒါတကယ်ဖြစ်ပျက်ခဲ့တာကျမအညာသူညာသားကျမဆွေမျိုးများထဲမှာလည်းကျမထည့်ပြီးရေးထားတရားသူကြက်ကဲဒီအမှုကိုနောက်တစ်ပတ်ရွှေ့လိုက်တော့ကွာဆိုပြီးတော့အထဲဝင်သွားနောက်တစ်ပတ်ရွှေ့လိုက်တယ်ဆိုတော့ကျမကြီးတော့လည်းရွာပြန်လာတာပေါ့ဟိုတော့ကျမတို့ရွာတွေမှာခက်ကမမှီဘူးတရေအိတ်တို့နော်ဒီလို အိတ်တွေတုံးဟာကောင်းမှလည်းမသိဘူးလက်ဆွဲချင်းလည်းမတော့တောင်းမှုပဲအသုံးပြုတယ်နော်တောင်းဟာဝင်းစည်းတယ်အကုန်ထဲ့တာပဲသမီးဟိုတောင်ဟင်းဟိုတောင်အဝတ်အစားဝယ်လာသမျှပစ္စည်းပစ္စည်းအကုန်လုံးတောင်းနဲ့ထည့်ပြီးရွက်တဲ့ delay ပေါ့အဲ့ဒီ၁၄မိုင်အဝေးကိုတရားရုံးကနေကျွန်မကြီးတော်ကအဲ့တောင်းကြီးရွက်ပြီးတော့ကစင်းစုံတွေပေါ်မှာဇက်တောက်ဇက်တောက်ဇက်တောက်နဲ့ရွာပြန်ချရွာရောက်တော့လည်းပြဿနာမပြီးသေးဘူးအဲ့ဒီတောင်းကိုသွန်းချလိုက်တဲ့အခါတောင်းကကြမ်းတုတ်ကြီးထွက်ကြလာ ရောင်ပြီးကောက်ထည့်လာတာကျမ်းတော်ကြီးလည်းမြင်လိုက်တော့ကျမကြီးတော်ငယ်တဲ့ငွေပေါက်တလာအောင်မရအောင်မလေးတော်ဆိုပြီးခုံပြီးတော့ရွာထဲကဲကြပါအောင်ယူကြပါအောင်လည်းလုပ်တော့ရွာဝိုင်းလာတာပေါ့မြို့ကတရားရုံးကကျမ်းတော်ကြီးပါလာလို့ပါလာလို့ဆိုကျမတို့တရွာလုံးလာကြည့်တာဝိုင်းကြီးနဲ့အပြည့်ပဲကျမ်းတော်ကြီးကအဲ့ဒီကုပြပေါ်မှာဒီတိုင်းကြီးပဲနောက်တကြီးကအတန်ကြာတော့ရွာထဲရုပ်စုရုပ်စုတကြီးကလည်းအတန်ကြာတော့ထွက်လာတာပေါ့နောက်တပည့်တွေလည်းထွက်လာထွက်လာပြီးတော့ ။တကြီးကလည်းအဲ့ဒီကျန်းတုပ်ကြီးမကင်ဝင်ဘူးနော်။တကြီးကသားမကင်ဝင်တော့မှာပေါ့နော်။ကဲဒီကျန်းတုပ်ကြီးဒီတိုင်းထားလို့တော့မဖြစ်ဘူး။ရွာတဲ့ရက်ထဲကတော့ကြောက်ကုန်ကြပြီ။အဲ့တော့တို့ရွာဦးဆရာတော်အကြောင်းကိုသွားထားမှဖြစ်မယ်။တပည့်တယောက်ယူခဲ့ခါတဲ့တပည့်တယောက်ကကျန်းတုပ်ကြီးကိုင်းပြီးတကြီးကရှေ့ရနှခမ်းမိုးကြီးနဲ့တခါတဲ့ရွာဦးဆရာတော်အကြောင်းကိုသွားတော့ဆရာတော်ကစွန့်စားပြီးတဲ့အချိန် ကွန်ဒီကွန်ရစမလို့ဆိုကွန်ဒီလေးညံ့အကြောင်းပေါက်ဝါကိုရင်လေးတွေကသဲလာလို့ဆရာတော်ကလည်းဒီသတင်းကြားထားပြီးเนาะအဲ့ဒီမှာတကြီးနဲ့တကြီးတပည့်တွေကြမ်းတုပ်ကြီးနဲ့ဝင်လာတာလည်းမြင်ရဆရာတော်ကကြောင်းပေါက်ကဗရင်းပေါက်ကနေမတ်တက်ရပြီးတော့ဟင်းခမရတို့မကောင်းကြောင်းပေါက်ကြောင်းကြောင်းမယူခဲ့တတ်နဲ့ဒါပေမဲ့တကြီးကဆရာတော်ဘယ်နဲ့မကောင်းမှုပြောတာတော့ရရွေးရရွေးနဲ့ဆိုင်းလာပြီဖေဟောဒီကြမ်းတုပ်ကြီးကိုရွာကတော့ဘယ်သူမှ မထားဝင်ဘူးအဲ့တော့ဖရာနဲ့တရားနဲ့နေတဲ့ကိုတော့ရှိမှာပဲအတ်ထားမှာဖြစ်မှာရရင်ရွာရေးပါဖရာလက်ခံပါဖရာမနဲ့ကြရင်တော့တပည့်တော်ကိုယ်တိုင်ညဉ့်ညံတရားရုံးကိုသွားပြီးပို့ပါမယ်ဖရာဆရာတော်လည်းစဉ်းစားတာပေါ့လေအင်းရရွေးရရဟုတ်ပေသားပဲငါရွာရက်ကလောက်နဲ့ဆုံးကုန်းကိုဖုံးပေးရတာပဲကဲကဲကဲဒါဖြစ်လေထားခဲ့ထားခဲ့ဆရာတော်ဖရာဇင်ရှိရဖရာစရိုက်ရှိအဲ့ဒီကျန်းတုတ်ကြီးကိုတင်ထားခိုင်း ဖျားစတိုက်ရှိပါတင်းပြတကြီးနဲ့တပည့်တွေကပြန်သွားဆရာတော်လည်းတညာလုံးကောင်းကောင်းမကျင့်ရရှာဘူးနော်ဒီချမ်းထုတ်ကြီးရှိမှာဂူတယ်ကောက်တယ်နဲ့ပရိတ်ကြီးဆက်တဲ့တော့ညာလုံးပေါက်ရွတ်နေရတောသူတောင်သားများကြောက်ပြီဆိုဖုန်းကြီးတွေကလည်းကြောက်တာပဲနော်မနဲ့လင်းတော့ညဉ့်ညံတရားရုံးကမင်းစီတယောက်ကလိုက်လာတယ်ဒီချမ်းထုတ်ကြီးဒီဖွားကြီးလက်ထဲပါသွားတာနေမှာပဲဆိုစပိန်နဲ့လိုက်လာတော့ဟုတ်တယ်တကြမကြမိတာဟောဒီရွာကျမတို့ရွာကချမ်းထုတ်ကြီးပြန်မိ mấy giờ ra được cái sự việc kia là nào thu bìo, vừa cái gì xong anh đi bìo, sự việc này đó, chúng mà chỉ lo chỉ lo em mà vừa thì lại chỉ, chỉ sao mà ông ấy, ta tây hoa lúc cháu đi là bà đến lúc chỉ là chăn đầu là cháu cũng mua bà ông ấy. จ้าเราจะมาเนี่ยเดี๋ยวจ้าเราจะมาจีโร่ไม่จีจีโร่เยอะเลย ကျမမေ့နေလို့ကိုပေတိုးနဲ့ကြီးတော်တို့အမှုကဘလို့ပြီးသွားတာတော့ညီရလက်အေးတဲ့ပေတိုးနဲ့ငါတို့ကအမှုပြီးနေတာဖြင့်ကြားလာပေါ်တယ်ရွာကနေတို့ငင်းချံကိုလှဲအတူတူစီးပြီးလာတဲ့တော့ငင်းချံရောက်တယ်လို့မှုရင်ဆိုင်ရင်ထမင်းတအိုးနဲ့အတူတူခူးစားနေပြီးအေးတဲ့မပြီးတာကဘဘဲမောင်တင်တရာမပြီးတာတော့ကျမလည်းဘယ်နဲ့ကြီးတော်တို့အမှုတဲ့အိမ်တွင်းမင်းမဟာဂီရိနတ်ကဘယ်နဲ့လောက်ပါလာပါလိမ့်နေသားမအောင်ကြီးတော်ရဲ့ ဘဘဲမောင်တင့်တယ်ဆိုတာဘုစုကိုပြောတာတော့ညီရလည်းအေးစာရေးဆရာမလုပ်နေပြီဦးလိုက်တာဘဘဲမောင်တင့်တယ်ဆိုတာတရားသူကြီးကိုပြောတာတော့ညီ तू ကမျက်မှန်ကြီးကိုဟော့လို့တတ်ထားပြီးမျက်လုံးကြီးကပေါ်လှန်ကြည့်ပြီးလက်ကတူတစ်ချောင်းကင်ထားတာတို့ကဘဘဲမောင်တင့်တယ်လို့နာမည်ပေးထားတာတော့ ဓာတ်နဲ့အေးတဲ့ကြာတော့လေငါတို့ကအမှုရင်ဆိုင်ရတာကြာတော့စိတ်ကမရှိတော့ဘူးတဲ့တည့်ရကြာငါရုံးတော်ထဲမှာထပြောလိုက်တယ်အေးတဲ့ဟုတ်လားလို့ကြီးတော်ဘလို့ပြောလိုက်တာတော့တို့ရွာစံပပစိန်သွားကျွတ်တာတခါရေမောင်မင်းတို့ရုံးကပစိန်သွားကျွတ်လို့ပဲမဆုံးနိုင်တော့ဘူးလို့ထပြောပလိုက်တယ်အေးတဲ့ဟွအဲ့ဒီလိုတတိပြောင်းခဲ့တဲ့သူတွေပါကျမတို့အမျိုးတွေကနော်အဲ့ဒီလိုကမောက်ကမတွေဒါတွေကတကယ်ဖြစ်ခဲ့တာပါဘာပဲလဲတို့ဥပဒေနားမလည်ဘူးလေ သူတို့ဥပဒေကိုလည်းနားမလည်ဘူးအမှုတွေဘာတွေဘာဘာမှနားမလည်ဘူးရိုးရိုးပဲဘဝကိုဖြတ်တန်းတယ်အဲ့ဒီလူတွေကိုအရယ်ဆင်းရဲတယ်လို့ဆိုမယ်ဆိုရင်လည်းဆိုကြပေါ့နော်ဖေတတ်နိုင်မှာမလဲတိုင်းပြည်ကဆင်းရဲပါပြီဆိုလို့ရှိရင်တောသူတောင်သားတွေကပထမဆုံးငတ်တယ်ဆိုတာကိုကျွန်မကိုတွေ့တဲ့သိပါတယ်